စဒုထခန္ဓာမဟာအလက်ဇန္ဒားတင်ပိုက်ခဲ့တဲ့ဒါရီရုစ်တိုင်းပြည်ဟာဘာလို့များနောက်ပိုင်းဆက်ခံတဲ့အုပ်ရှောင်းတွေကိုမပုံကံမဖီဆန်ကြတာလေ။နေပြည်တော်ကိုတင်ပိုက်ပြီးရင်ထိန်းချုပ်မှုမလွယ်ကူတာကိုသိလောက်ပါပြီ တချို့လူတွေဘဝင်မကြနိုင်တာမျိုးဖြစ်ရင်ဖြစ်လိမ့်မယ်။ဘာလို့များမဟာအလက်ဇန်ဒားလို့အေဂရစ်ကြီးကအာရှနယ်တကျောလုံးကိုတော့နှစ်အနေငယ်နဲ့တိမ့်ပိုက်ပြီးအုတ်ရှောင်ဘွဲခံနိုင်ခဲ့ပေမဲ့တည်တည်ငြိမ်ငြိမ်လေးဖြစ်အောင်အခြေကြကာမှာငငယ်ရွယ်ရွယ်နဲ့ရုတ်တရက်ကြီးစုံပါသွားခဲ့တဲ့နောက်ပိုင်းမှာထင်ထားကြတယ်လို့ဗယံပဒါဖြစ်မလာတဲ့အပြင်အနာအကူအပြောင်ညံ့ညောလုံးနေခဲ့တယ်။ဘာရီရောက်ဖြစ်နေမလဲ။တေချာတွေးကြည့်ရင် အင်ပါယာပြည့်ရှင်ကြီးဆုံးမသွားခဲ့တာဗဟုအုပ်ချုပ်ရေးအပေါ်အင်ပါယာနေဆောင်ကအာနာဖီဇန်နာတွေပုံကန်ထားကြွတာတွေ ဖြစ်တင်နေလေဒါပေမဲ့လည်းနောက်ဆက်ခံတဲ့အုပ်ဆောင်တွေအပေါ်တိုင်းရေးပြည်ရာပြိပခပြတနာကြီးကျယ်အထွေအထူးမဖြစ်ခဲ့ဘူးအာနာလူကြရဲ့အမားကိုစီနဲ့အတွင်းရေးပြိပခတွေကြောက်တာလမ်းဆောင်ရောက်ခဲ့ကြတယ်ဒီနေရာမှာအထူးတိထားဖို့လိုအပ်တာကတပ်ဦးဆံပိုင်းအုပ်ချုပ်ရေးနှစ်မျိုးရှိတယ်ဆိုတာပဲ ိုင်းပြည်ကိုစိုးစံအုပ်ချုပ်ဖို့အတွက်မင်းဘရင်ကိုယ်တိုင်ဖြစ်စေဒါမှမဟုတ်မင်းဘရင်ကတစ်ဆင့်ဘရင်ခံအဖြစ်ကိုစားအုပ်ချုပ်ရတာမျိုးနောက်တစ်မျိုးကတော့မင်းဘရင်ကိုယ်တိုင်ရောမြို့သားနေသားတွေအမျိုးမျိုးပါတဲ့အုပ်ချုပ်ရေးမျိုးပဲမြို့သားနေသားတွေဆိုတာကမင်းဘရင်ချီးမြှောက်လို့ဖြစ်လာတာတွေလည်းရှိတယ်လို့တပ်ဦးစံပိုင်းဘရင်တွေလိုပဲဆွေစဉ်မျိုးဆက်အခွင့်ဒူးကန်ဆက်ခံခွင့်နဲ့အတူနေမြေတစ်ခုအပေါ်အကြီးအမှုလှုပ်ခွေရှိနေတာကြောင့် ဖြစ်လာရတဲ့အုတ်ရှောင်မျိုးကိုပြောတာပါမြို့သားနယ်သားတွေမှာကိုပိုင်မြေယာအဆောက်အဦနဲ့အခစားခံကျွန်းတွေအုတ်ချုပ်ခံတွေရှိတတ်ကြတယ်အုတ်ချုပ်ခံတွေကလည်းသူတို့ရဲ့တခင်ကြီးတခင်တွေအကြီးအမှုတွေအုတ်ရှောင်တွေအပေါ်တစ်ဆာရှိပြီးယိုကျိုးကြတယ်တိုင်းပြည်တစ်ခုလုံးကိုမင်းဘရင်ကအုတ်ချုပ်စိုးစံနေဆိုပေမဲ့နေခရိုင်တွေအပေါ်ဓာတ်ရိုက်အုတ်ချုပ်တာကြတော့မြို့သားနယ်သားအုတ်ရှောင်တွေဖြစ်တော့ အုပ်ချုပ်ခံတွေကမင်းဘရင်အပေါ်တိုင်းရိုက်တစ်ဆာခံမှုမရှိပေမဲ့အာနာဇက်အောက်ဖီဆန်နာမျိုးမဖြစ်ဘူးအเจ้าကသူတို့ရဲ့အုပ်ချုပ်သူမျိုးစားနေစားတွေအနေနဲ့မင်းဘရင်ကိုခစားနေတဲ့၍တစ်ဆာရှင်ရဲ့အခစားကံ ပုံကိုအပေါ်လေယူကျူးမှုထားလိုက်ကြတယ်ဒီလိုအုပ်ချုပ်ရေးမျိုးကိုလက်ရှိအချိန်နဲ့ရှင်မီတာရကပေးရရင်တူရကီရဲ့အုပ်ချုပ်ရေးနဲ့ပြင်သစ်အုပ်ချုပ်ရေးတွေကိုသုံးသပ်ရင်ရနိုင်တယ်တူရကီရဲ့အုပ်ချုပ်ရေးရန်ရာတစ်ခုလုံးကိုချုပ်ကင်သူက အာနာပိုင်အုတ်ဆောင်သူမဟုတ်ဆော်တန်လို့ခေါ်တဲ့ရှေးဆောင်လမ်းမြခေါင်းဆောင်ကြီးဘွဲကံပုဂ္ဂိုလ်တယောက်ပါ အုတ်ဆောင်မှာပါကြံတဲ့သူတိုင်းအခစားကံကြုံနေပဲအဲ့ဒီအစင်းထက်တော့မပူပါဘူးတိုင်းပြည်ကိုဆန်ဂျက်စ်လို့ခေါ်တဲ့ခရိုင်တွေအဖြစ်ခွဲစိတ်လိုက်တယ်ခရိုင်နေတိုင်းအတွက်အုတ်ချုပ်ရေးမှုအကြီးအကဲတွေဆေလွတ်တယ်အချိန်နဲ့အခြေအနေအလိုက် ပြောင်းတင့်တန်ပြောင်းအစားထိုးတင့်တန်အစားထိုးလုပ်တယ်ပြင်သစ်ရဲ့အုတ်ချုပ်ရေးကြတော့တူကီရဲ့အုတ်ချုပ်ရည်နဲ့မတူတော့ဘူး ပဝေတဏိယခဲအခါကလေးကမျိုးရိုးစင်စဲရှိလာပြီးတစ္ဆာကံလူဓုကိုစီရှိပြီးဖြစ်တဲ့မြို့သားနေသားတွေပတ်ချလေထားရတယ်။ဘရင်ကိုယ်တိုင်အမားလုံးမီရဲ့မျက်ခုံးလှုပ်ရလောက်အောင် ပြန်ချောက်ရမယ်အတန်းအစားဖြစ်တယ်လို့လုတ်ပိုင်ခွင့်ကျင့်သုံးအာနာအတိုင်းတာနဲ့ရပိုင်ခွင့်ရှိကြတယ်။တူကီယာအုတ်ချုပ်ရည်နဲ့ပြင်သစ်အုတ်ချုပ်ရည်ကိုပြန်သုံးသက်ကြည့်လိုက်ရင်အုတ်ချုပ်ရည်ရန်ရာတီဆောက်ပုံချင်းမတူကြပါဘူး။ရိုးရိုးလေးပဲတွေ့ကြည့်ရင် တူလ်ကီရဲလို့တိုင်းပြည်မျိုးကိုလွယ်လွယ်တော့သိမ်းပိုက်လို့ရမှာမဟုတ်ဘူး။ဒါပေမဲ့သိမ်းပိုက်နိုင်ပြီဆိုရင်လည်းအားလုံးကိုတခါတည်းချုပ်ကန်လိုက်လို့ရတယ်။ပြင်သစ်ကြတော့အဲ့ဒါလောက်မယိုးစင်းတော့ဘူး။တိုင်းပြည်ကိုအတင်းအဓမ္မစစ်ပြုတ်သိမ်းပိုက်ဖို့လွယ်ကူတယ်လို့ထိန်းချုပ်နိုင်မှုအင်မတန်ခက်ခဲတယ်။တူကီလီယဲလို့တိုင်းပြည်လို့ကျူးကျော်တိုက်ခိုက်ဖို့ခက်ခဲရခြင်းအကြောင်းကတော့တိုင်းပြည်ရဲ့ဗဟုအာဏာကိုခွဲခြမ်းကျင့်သုံးတဲ့တီးခြားအာဏာအစိတ်အပိုင်းမရှိလို့ပဲ။ရှင်းရှင်းပြောရရင် ဗဟုအာရာနီးတူတိုင်းပြည်အပေါ်တက်ရောက်မှုအားကိုစီရှိတဲ့တတိတခြားအာနာရှင်မလို့ပါပဲရွာသားမျိုးသားနေသားဘယေကံဆိုတာမျိုးတွေမရှိတော့တိုင်းတစ်ပါးအနေနဲ့ကျူးကျော်ဝင်ရောက်နိုင်မှု သူ့လူကိုယ်ပတရေလာမြောင်းပြီးလမ်းကြောင်းဖောက်မဲ့သူမရှိတာကလည်းအကြောင်းရင်းတစ်ချက်ဓာတ်ရိုက်ဆင့်မျက်နှာပွင့်ပြီးအတင်းအာရမတိုက်ခိုက်ချေမုံမသာရနိုင်မှာဖြစ်တော်ကြောင့်ဖြစ်တာကြောင့်ပါ ပြောခဲ့ပြီးသလိုပဲအုတ်ရှောင်လက်အောက်ဂျုံအစင်းနဲ့ခစားနေကြရတဲ့သူတွေဖြစ်တဲ့အတွက်အသက်နဲ့ခန္ဓာတီမြဲခွင့်ပေးထားလို့တောင်မှယေရှုတင်ပြီးတစ္ဆာတရားမြဲထားကြရတဲ့အတွက်ကြောင့်လဲတော်ယုံတန်ယုံနဲ့တစ္ဆာရှင်ပေါ်စန့်ကျင်ကြမှာလည်းမဟုတ်ပြန်ဘူးအကယ်လို့အဲ့ဒါလို ပုံကိုယ်တွေတဲကမှတဝူးတယောက်ကို ကိုဘက်ပါလာအောင်ချုံမြူပြီးလက်ပေးမွေးရင်တောင်မှထင်ကြလောက်အကျိုးမဖြစ်ဘူးဘာလို့လဲဆိုတော့လက်ပေးတဲ့သူကလွဲရင် ိုဘတ်ဒေါ်သားအဖြစ်အသုံးချလို့ရနိုင်မယ့်အင်အားတရက်ပေါ်ဆောင်လို့မဖြစ်နိုင်တာကြောင့်ပါဒါကြောင့်ဒီလိုမျိုးတင်းကျပ်ပြီးခိုင်မာတောက်တင်းတဲ့ရန်သူကိုဖြိုခွင်းရတော့မယ်ဆိုရင် ရန်သူရဲ့စီလုံးမှုကိုပြိုကွဲအောင်လုပ်နိုင်ရမယ်အင်အားထက်ရန်သူအားတာချက်ဟုသမ ्या ကိုအားနေချက်ဖြစ်အောင်ဖန်တီးနိုင်ရမယ်ရန်သူအပေါ်ကိုလည်းအနိုင်ရပြီးရန်သူ အင်အားကိုလည်း ဖြိုခွင်းပြီးခဲ့ပြီးရန်သူအနေနဲ့အင်အားဖြစ်စီဖို့မစွမ်းနိုင်တော့ဘူးဆိုမှသာရန်သူခေါင်းဆောင်နဲ့သူ့ရဲ့အစွဲပွားတွေကိုတုတ်တင်ရမယ်။ဂျူပင်ခုတ်ဂျူငုတ်မချမ်းတယ်လို့ပဲအာနာကွင်းဆက်တဲကရန်သူတစ္ဆာကန်ပုပ်ကိုတိုင်းကိုတုတ်တင်ရမယ်။ဒါမှသာအနာဂတ်မှာတံပြန်ကြားရောက်လာနိုင်မယ့်အနေရတွေကိုကြိုတင် ရှင်းလင်းပြီးဖြစ်နိုင်မယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဂန္ဓဝင်အုပ်ဆောင်မင်းသားလှုပ်ထုံချန်းစာအုပ်အပိုင်း၃ဖြစ်ပါတယ်။ ပြင်းသစ်လို့တိုင်းပြည်မျိုးကိုတိမ့်ပိုက်တော့မယ်ဆိုရင်နေအတွင်းဘက်အထိရောက်အောင်စစ်ချီလို့ရနိုင်တယ်။ကိုဘတ်တော်သားပြအောင်အခရာကြမယ်မျိုးစား။နေစားတယောက်နှစ်ယောက်မွေးလို့ရနိုင်တယ်။ခစားနေရတဲ့ဘရင်အပေါ်မကြေမလည်ဖြစ်နေကြပြီးအပြောင်းလဲတစ်ခုကိုမျော်လင့်နေကြမယ်မျိုးစားနေစားတွေဘယ်တော့မှဆိုရှိကိုရှိနေတက်တာကလည်းတဘာဝပါ။ဒီပုံကိုယ်တွေကပဲအောင်နိုင်ရင်လမ်းမကြီးကိုဖွင့်ပေးကြမှာဖြစ်တယ်လို့ကျူးကျော်တိမ့်ပိုက်မှုကိုတေချောင်းလှုပ်ပေးကြမှာပါ။ ဒါပေမဲ့အောင်နိုင်ခဲ့ပြီဆိုတိုင်းလေထင်သလောက်ရိုးရိုးရှင်းရှင်းနဲ့တိမ့်ပိုက်ကန်တိုင်းပြည်ကိုချုပ်ကင်လို့ရနိုင်မှာမဟုတ်ဘူးကိုနဲ့အတူမဟာမိတ်ဖွဲ့ပြီးအတူတိုက်ခဲ့ကြတဲ့အုပ်စုကလည်းအကျိုးအမြတ်အနေနဲ့တောင်းဆိုချက်တွေရှိလာမယ်စစ်ရှုံးသွားခဲ့ကြတဲ့အယုံသမအုပ်စုဘက်ကလည်းပြဿနာတောင်းချောက်တောင်ဖြစ်လာကြအောင်ပါပါဒီလိုအခြေအနေမျိုးကြတော့စစ်ရှုံးကောင်းဆောင်တဲ့သူ့အစွဲအဘွားတွေလောက်ကိုပဲတုတ်တင်လိုက်ရုံနဲ့ပြဿနာကရှင်းမသွားဘူးအကြောင်းကတော့မြို့သားဒါမှမဟုတ် နေစားတကောင်ကောင်ကပြူထွက်လာပြီးအန်ဒီရဲ့ပြုတ်လိုက်နိုင်သေးတယ်။တောင်းဆိုလာသည်များအားလုံးလိုက်လျောပေးလိုက်လို့လည်းမဖြစ်သလိုအားလုံးကိုအမျိုးဖြတ်တုတ်တင်ရှင်းလင်းလိုက်လို့လည်းမဖြစ်ဘူး။ရန်သူဘက်ကပုံကန်လို့ရနိုင်တဲ့အနေအထားရလိုက်ရင်ပဲထားကြွလာကြအောင်ပါပါ။ဒါရီရုစ်တိုင်းပြည်ကြီးရဲ့အုပ်ချုပ်ရေးတဘာဝကို သုံးသပ်ကြည့်လိုက်ရင်တူရကီရဲနဲ့တိတ်မကွာပါဘူး။ဒါကြောင့်လဲအလက်ဇန်းဒါကစစ်အင်အားကိုအဓိကထားပြီးကျူးကျော်စေတဲ့အတူ အတင်းအာရမတိုက်ခဲ့ရတာပါဂျူးကျော်စစ်ကို ခုခံရင်းနောက်ဆုံးစစ်ရှုံးသွားတော့မှတိုင်းပြည်ကိုအပီးပိုင်သိမ့်ပိုက်ပြီးအုပ်ဆောင်ဖြစ်တဲ့ဒါရီယုစ်တေဘီဆိုတာတေကြတော့မှ အလက်ဇန်းဒားအနေနဲ့တိုင်းပြည်တစ်ခုလုံးရဲ့အုပ်ချုပ်ရေးအာဏာကိုချုပ်ကိုင်တာပါနောက်ပိုင်းစက္ကန့်သမျှအုပ်ချုပ်အုပ်ဆောင်တိုင်းအလက်ဇန်းဒားနီးတူအုပ်ချုပ်လို့ရတာကလည်းအချုပ်အခြားအာဏာကိုထိန်းချုပ်ထားနိုင်ခဲ့လို့ဖြစ်ပါတယ်ဒါပေမဲ့လည်းနောက်ပိုင်းစက္ကန့်သမျှအုပ်ဆောင်တိုင်း ိုမှွေးတဲ့မိစကိုတိုင်မငိမ့်နိုင်ဖြစ်ခဲ့ကြတော့အဆုံးသတ်မလှခဲ့ကြပါဘူး။ပြင်သစ်လိုနိုင်ငံမျိုးကြတော့ထိန်းချုပ်ဖို့ထင်တဲ့လောက်လုံးဝမလွယ်ပါဘူး။စပိန်၊ဂေါ်နဲ့ဂရိတိုင်းပြည်တွေမှာရိုမန်အာနာဇက်လောင်းရဲ့အပေါ်မကြာခဏဆန့်ကျင်ဖိစံမှုတွေဖြစ်နေရတာကလည်းတိကျအာနာကိုရဲတွေတကွဲတပြားဖြစ်တည်ရှိနေကြလို့ပါ အစင်အဆက်ရှိခဲ့တဲ့မင်းဆွေဇိုးမျိုးတွေနဲ့အတူ နေကန်အောက်ဆောင်တွေအပေါ်လူတို့ရဲ့တစ္ဆာတရားပိုခိုင်းမာနေတာကြောင့်လေရိုမန်တွေရဲ့အာနာဇက်ကဘလို့နီးနေပဲကြိုးစားနေပါစေထိုးပေါက်နိုင်စွာမရှိပါဘူးဒါပေမဲ့ရိုမန်တွေရဲ့အာနာဇက်ဟာစင်ပြိုင်ရန်သူပုံရိပ်မကြံတာနဲ့အင်အားကြီးထွားသွားပြီးလူတို့အပေါ်ယာနှုံးပြက်လွှမ်းမိုးသွားနိုင်ပြန်တယ်ရိုမန်အင်ပါယာအောက်နေတစ်ခုနဲ့တစ်ခုအကြားပြိပခဖြစ်ကြရင်စစ်ဖြစ်ကြတာတော့မှတတ်ဆိုင်ရာနေတွေရဲ့စစ်သေးနာပတိတွေက နေမီကိုယ်စားလှယ်တွေအဖြစ်ဝိဒေတာဆက်ခံခွင့်ရှိသွားကြသလိုရိုမန်အာနာဇက်တည်တံ့ခိုင်မြဲနေပြီးဖြစ်တဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်လည်းရခင်ခေါင်းဆောင်ဟောင်းတွေရဲ့အရေးအငွေတစက်မှမကြံတော့တာကြောင့်ရိုမန်ဘက်မှကိုစားပြုလာသည်မှခေါင်းဆောင်တိုင်းဟာဒေတာကနေမီအုပ်ဆောင်အဖြစ်ကိုစားပြုခွင့်အလိုလိုရှိသွားကြတယ်။ဒီအုပ်ချုပ်ရေးအသွင်နှမျိုးကိုနားလည်ပြီးဆိုရင်အလက်ဇန်းဒားအနေနဲ့ဘာကြောင့်အာရှနယ်ကိုလွယ်လွယ်ကူကူထိန်းချုပ်ခဲ့တာလဲဆိုတာနားလည်မှဖြစ်သလို တခြားပုံကိုယ်တွေအတွက်ခက်ခဲကောင်းခက်ခဲသွားနိုင်တာကိုလည်းမန်းစားနိုင်မှာဖြစ်ပါတယ်။တိမ်ပိုက်သူစစ်အေဂရေ့ဂျီရဲ့အရေးအချင်းထက်ဒိုင်းဘီရဲ့အုတ်ချုပ်ရေးစနစ်တွေကလည်းမဖြစ်မနေထဲ့သွင်းသုံးသပ်တင်တာကိုနားလည်ရမှာဖြစ်ပါတယ်။ပြင်စမကန်ကတိမ်ပိုက်မှုမခံရခင်ကကုနီကွန်အုတ်ချုပ်နိုင်တဲ့နေမြေအပေါ်ဘယ်နည်းတွေနဲ့ပြန်အုတ်ချုပ်မလဲ။တအူးဆန်ပိုင်းအုတ်ချုပ်ရေးစနစ်မဟုတ်ပဲတီးခြားဖြစ်တဲ့တံမရအုတ်ချုပ်ရေးစနစ်နဲ့အတူ ကိုပိုင်ဥပဒေခြားမအုပ်ချုပ်တဲ့ဒိုင်းပြည်ကိုသိမ်းပိုက်ပြီးအင်ပါယာလက်အောက်အတွင်းစနစ်တကျအုပ်ချုပ်ရတော့မယ်ဆိုရင် ပထမဦးဆုံးလုပ်တင်တာကငကိုရှိရင်ဆွဲအခြေအနေကနေအယုတ်ကျိုးပြတ်ဖြစ်သွားအောင် လုပ်ရမယ်။ပြီးရင် အုပ်ဆောင်ကိုယ်တိုင်နေမြေအထိရောက်သွားရောက်စိုးဆက်ရမယ်။နောက်ဆုံးမှာငကိုအတိုင်းလူလူအနေနဲ့အသားကြထားပြီးဖြစ်တဲ့ဥပဒေတွေကိုအပြောင်းအလဲမရှိစေဘဲစัจစ်သုံးလိုက်နာစေရမယ်။ငကိုအကောက်ကွန်ဥပဒေအတိုင်းအခွန်အခပေးသွင်းစေပြီးမ ပြည်ပြင်းနဲ့အုပ်ချုပ်ရေးအစိုးရရန်တရားတကူကို တီဆောက်ပြီးဒိုင်းရိုက်အုပ်ချုပ်ရေးစနစ်နဲ့ထိန်းချုပ်ရမယ်။ကျူးကျော်သိမ့်ပိုက်တဲ့ဒိုင်းတဘာအုပ်ဆောင်ကဖုံဆောင်ထားတဲ့အစိုးရတစ်အုပ်ချုပ်ရေးရန်တရားအစ်စ်ဖြစ်နေတဲ့အတွက်ကြောင့်အုပ်ချုပ်ရေးအတွင်ပူးပေါင်းပါဝင်သမျှအုပ်စုတိုင်းဟာအုပ်ဆောင်ရဲ့လူလားချက်အကျိုးအမြတ်တွေကိုရအောင်ယူပေးကြမှာဖြစ်ပါတယ်။အကြောင်းကတော့ရန်တရားအစ်စ်အတွင်ပါဝင်ပတ်သက်သမျှအုပ်စုတိုင်းဩဇာအာဏာအရှင်အဝါလက်ဝယ်ရှိနေဖို့အတွက်မဖြစ်မနေကြိုးပမ်းကြမှာ ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကိုပိုင်အုပ်ချုပ်ရေးစနစ်နဲ့အတူလွတ်လပ်ရေးကိုနားလည်သိရှိထားပြီးဖြစ်တဲ့အတိုင်းပြည်တွေဟာထိန်းချုပ်မှုမခက်ခဲပေမဲ့လူထုနဲ့အစိုးရအကြားဆက်ဆံရေးကောင်းမွန်တာယာဖို့ရှိပြီးဖြစ်တဲ့စက်နှုံးတွေကိုမချိုးဖောက်မပိတ်ပေမဲ့ဆက်လက်တည်ရှိခွင့်ပေးထားတဲ့နိလန်းတွေနဲ့ဂိုင်တွေရမှာဖြစ်ပါတယ်။စပါတာနဲ့ရိုမန်တွေရဲ့လောက်ထုံးကိုဥပမာကြည့်ရင်အေသင်မျိုးများနိုင်ငံရဲ့တီဘစ် မြို့ပြနိုင်ငံတွေကိုပါစပါတာတွေထိန်းချုပ်ခဲ့တဲ့နေကနေကန်ကောင်းဆောင်တဲ့ကိုပိုင်အုပ်ချုပ်ရေးစနစ်ခွင်ပြုပြီးကင်တွယ်ခဲ့တယ်။ဒါပေမဲ့နောက်ဆုံးမှာနှမြို့လုံးကိုသူတို့လက်လွတ်လိုက်ရတယ်။ကပူအားကာတေ့ရှ်နဲ့နူမန်ရှားတို့ကိုရိုမန်တွေကတင်ပိုက်ခဲ့တာကမီးလောင်တိုက်သွင်းတဲ့နေနဲ့အရယူခဲ့တယ်ဆိုပေမဲ့ဂရီကိုတိုင်တွယ်ဂရီကိုကင်တွယ်ခဲ့တဲ့နေရာကြတော့စပါတာတို့လုတ်ခဲ့တယ်လို့ပဲကိုပိုင်အုပ်ချုပ်ရေးစနစ်ခွင်ပြုလိုက်တယ်။ ကိုပိုင်ဥပဒေပြထမ်းခွင့်ပေးလိုက်တယ်ဒါပေမဲ့နောက်ဆုံးကျတော့လေအခြေအနေတွေကမြို့ကြီးတစ်ခုလုံးကိုဖျက်ဆီးသိမ်းပိုက်တဲ့နီးနယ်ပဲပြန်ထိန်းချုပ်ခဲ့ရတယ်ဘလို့ပဲဖြစ်ဖြစ်ကိုပိုင်လွတ်လပ်ခွင့်ကိုနားလေထားပြီးဖြစ်တဲ့နယ်မြေကိုထိန်းချုပ်ဖို့အကောင်းဆုံးနည်းကတော့ဖျက်ဆီးတုတ်တင်ရှင်းလင်းနည်းပဲဖြစ်ပါတယ်ကိုယ်ပိုင်အုပ်ချုပ်ရင်လည်းယင်းဒီကျောင်းဝင်မိသားနယ်မြေကိုတိမ့်ပိုက်ခဲ့ရပြီဆိုတာနဲ့သိကြတဲ့အခြေအနေတိုင်းကတဏီမဟုတ်တဏီဖြက်စည်းတုတ်တင်ရှင်းလင်းဖို့ပဲအကြောင်းဖန်လာမှာပါ အကြောင်းကတော့အချိန်နဲ့အမျှတော်လန်မှုပုံကံမှုတွေနဲ့ထားကြမှုတွေရှိနေကြမှာဖြစ်ပြီးရန်သူရဲ့စိတ်အတွေမှာကိုပိုင်အခွင့်အရေးဆိုတဲ့အတွေးအခေါ်ကအမြင့်ဆွဲနေပြီးဖြစ်တာကြောင့်ငကိုအခြေခံဥပဒေစံနှုန်းတွေကိုပဲလူလားနေကြမှာပါအချိန်ကာလဘလောက်ကြာမြင့်နေအောင်တိမ့်ပိုက်ခံထားရပါစေတိမ့်ပိုက်ထားမှုကလူတို့ရဲ့အခြေခံလူနေမှုဘဝကိုပြောင်းလဲအောင်အကျိုးအမြတ်တွေပေးနိုင်ပေးနေနိုင်ပါစေတိမ့်ပိုက်ခံထားရမှုဆိုတာကိုမေ့ပြောင်းလိုက်ကြမှာမဟုတ်ပါဘူး ဘာပဲလို့လို့ဘလို့ပေးဆပ်မှုတွေပဲရှိခဲ့ပါသေးလူတို့ကအုံကြွလာမှာပါတို့ရဲ့လူလက်ရည်ကိုအရာယူကြမှာပါမေးဖြောက်ခံလို့ယူဆထားတဲ့ငကိုစံနှုံးဟောင်းတွေကိုပဲတောင်းဆိုကြမှာပါ အခွင့်အလန်းအခွင့်အရေးအရေးအသားအရေးကြုံတာနဲ့တပြိုင်နဲ့ Florentine လက်အောက်နှစ်ပေါင်းရာကြီးတိမ့်ပိုက်ခံထားခဲ့ရပြီးမှပီဆာလူတို့ထားကြွတော်လှန်တယ်လို့ပဲလူတို့ကအမှတ်အတေးကြီးပြီးပုံကန်ထားကြွမှာဖြစ်ပါတယ် တပ်ဦးစံပိုင်းအုပ်ချုပ်ရေးအကျွေးမဲ့အာဏာစနစ်အောက်မှာနေသားကြပြီးဖြစ်တဲ့လူမှုတွေအနေနဲ့ကြတော့သူတို့အုပ်ဆောင်တဲ့ခေါင်းဆောင်တွေအားလုံးမရှိတော့ရင်တောင်မှငကိုကခေါင်းညိတ်နာခံခဲ့ရတယ်လို့နှောက်လိုက်เสียမရှိတော့ရင်လွတ်လပ်ခွင့်နဲ့အတူခေါင်းဆောင်တိတ်ကိုသူမသားကိုမသားကြားရှားဖွေနေကြမှာမဟုတ်တယ်လို့ခေါင်းဆောင်မရှိတော့လို့ဆိုပြီးခေါင်းဆောင်တဲ့ဖြစ်ချင်နေကြမှာမဟုတ်တဲ့အပြင်ကိုပိုင်အခွင့်အရေးနဲ့လွတ်လပ်ရေးကိုနားလည်မှုတိကျွမ်းမှုမရှိကြတဲ့အတွက်ကြောင့် အောက်ရှောင်းအစ်အာနာရှင်အစ်အစ်အပေါ်ကိုတံပြန်တော်လှန်မှုပုံကံဖီဆန်မှုတွေလွယ်လွယ်ကူကူပေါ်ထုံးဖြစ်ဖြစ်ထုံးလာမှာမဟုတ်ပါဘူး။ဒါကြောင့်နောက်လိုက်စိတ်များနေပြီဖြစ်တဲ့အဲ့ဒီအဲ့ဒီလိုလူဒုမျိုးအပေါ်နာဂန်စိတ်နဲ့တိခါတစ္ဆာခံစိတ်ဖြစ်အောင်လွယ်လွယ်ကူကူဖန်တီးလို့ရနိုင်ပါတယ်။တမရနိုင်ငံစနစ်ကြတော့ထင်သလောက်မယိုးဆဲပါဘူး။အခွင့်အရေးနဲ့လွတ်လပ်ရေးကို နားလေတီကျွမ်းထားကြပြီဖြစ်တယ်လို့အသိဖြစ်သမျှခေါင်းဆောင်နဲ့ ုတ်ရှုံတိုင်းအုတ်ရှောင်တိုင်းအပေါ်အမုန်းတရားကြီးပြီးအညိုးလဲများနေတတ်ကြပါတယ်အထူးသဖြင့်ကလဲစားစိတ်ပြင်းပြနေတတ်ကြပြီးအချိန်နဲ့အမျှအာနာဖီဆန်မှုပဲတွေးခေါ်နေကြမှာဖြစ်ပါတယ်ငကိုရခဲ့ကြတဲ့လွတ်လပ်ခွင့်ကိုအယိုးဆွဲမှတ်ထားကြပြီးပြန်မရမချင်းမနာမနေရအောင်လုပ်ကြမှာပါဒါကြောင့်တမရနိုင်ငံကိုတိမ့်ပိုက်ခဲ့ပြီးဆိုရင်ဂိုင်းတွယ်ဖို့နီလန်ကတခုပဲရှိပါတယ်ဖြက်စီးရင် ဖြက်စီးဒါမှမဟုတ်ကိုယ်တိုင်သွားပြီးဓာတ်ရိုက်အုပ်ချုပ်ဖို့ပါ စထမကဏ္ဍအင်အားသုံးသိမ့်ပိုက်ထားတဲ့နေမြေအပေါ်အုတ်ချုပ်နေအုတ်ချုပ်ရီစနစ်နဲ့အုတ်ဆောင်လှုပ်ထုံးတွေကိုဆက်ပြီးသွေးနွေးသွားမယ့်နေရာမှာဂျိုတင်ပြီးစကားခံထားပါမယ်ဥပမာယူပြောပြသွားမယ့်အချက်အလက်အားလုံးဟာသမိုင်းစဉ်ဆက်ကြီးကျယ်ခမ်းနားခဲ့တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ်အခြေခံထားတာဖြစ်ပါတယ်အတိတ်ကဖြစ်စဉ်တွေကိုသုံးသပ်ကြရတဲ့ဆိုတာကလည်းဖြစ်ပြီးခဲ့သမျှကြီးကျယ်ခမ်းနားမှုတွေကိုတံပြန်အတုယူနိုင်မှုဖြစ်ပါတယ်ဒါပေမဲ့ အတိတ်ကဖြစ်ခဲ့သမျှအတိုင်းထတ်တူညီကြပြန်လုံနိုင်တာတွေမလုံနိုင်တာတွေဘက်ကိုအထွေးများမသွားစေချင်ပါဘူးတီးတဲ့နားလေသူတိုင်းအတုယူခြင်းဆိုတဲ့အလုတ်တံမိုးကိုသဘောပေါက်မှာပါအတုယူမှာတော့အကောင်းကိုပဲဦးစားပေးအတုယူတတ်ရပါမယ်မြားပြစ်ကျွမ်းတဲ့လေသမားဟာပြင်းမှတ်ကိုထိဖို့အတွက်အရှိန်ရောအကွာအဝေးကိုချိန်ဆသလိုဒူးလောက်တင်မှရင်လောက်ကျတဲ့တဘာဝအတိုင်း အတူယူတဲ့နေရာမှာအတူယူသူအနေနဲ့အကောင်းဆုံးလုံနိုင်ရပါမယ်။ဒါမှသာအတုခံဖြစ်ရက်နဲ့အတုခံဖြစ်ရက်ရဲ့အလေအလတ်အဆင့်ကိုတူပါနိုင်မှာဖြစ်ပါတယ်။အမြင့်ကိုမှန်းလွန်းတဲ့မြားကပြင်းမအထက်ကိုကျော်လွန်သွားနိုင်တယ်လို့ပဲလိုတာထက်ပိုလုံးရင်ဖြစ်တဲ့တာထက်မဖြစ်တဲ့တာတွေက ပိုဖြစ်လာတတ်သေးတယ်။အုတ်ချုပ်ရေးစနစ်အသည့်အုတ်ဆောင်ခေါင်းဆောင်အသည့်အနေနဲ့တိုင်းပြည်တစ်ခုကိုမဖြစ်မနေအုတ်ချုပ်ရတော့မယ်ဆိုပါစို့။ ဒါဆိုရင်အောက်ဆောင်ခေါင်းဆောင်လောက်ရမယ်သူရဲ့အရေးအချင်းအစွမ်းအစတွေအားလုံးဟာအာနာဒီတဲ့ခိုင်မြေရဲ့အတွက်အခြေခံကြပြီးမတော်ရင်တလွဲတကြောဖြစ်သွားနိုင်ပါတယ်။ပညာတဲ့အရေးအချင်းရှိတိုင်းတန်ပန်လူလူတွေကလူတယောက်နဲ့လူတယောက်အနေနဲ့အခွင့်အရေးလမ်းကြောင်းတစ်စုံတရာ မရှိပါပဲ။အောက်ဆောင်ခေါင်းဆောင်ဖြစ်မလာနိုင်ပါဘူး။ဖြစ်လာခဲ့မယ်ဆိုရင်တော့မှဖြစ်နိုင်ခြေဖြစ်တန်ရာအလွန်နည်းတယ်လို့ဖြစ်ခဲ့ပါအောင်။ လွယ်လွယ်ကူကူချောချောမွမွနဲ့အပေါ်ကိုရောက်လာမှာမဟုတ်တာသိကြပါတယ်။ကံကောင်းလို့ဘရင်ဖြစ်လာတိုင်းကြာကြာအုပ်ဆုံးနိုင်လိမ့်မယ်လို့ဘယ်သူကမှအာမမခံပါဘူး။နောက်ထပ်အချက်ကအုပ်ဆောင်လောက်ရမယ့်ပုံကိုအနေနဲ့အုပ်ချုပ်စရာနေမြေမရှိခင်ရင်တင်းဖိုက်ထားတဲ့နေမြေကိုကိုရန်သွားအုပ်ချုပ်ဖို့အကြောင်းဖန်အားအုံးပါပါ။ကံကောင်းလို့ခေါင်းဆောင်ဖြစ်လာတဲ့ပုံကိုတွေတဲ့အရေးအချင်းပေါ်အခြေခံပြီးအုပ်ဆောင်ဖြစ်လာတဲ့ပုံကိုတွေကိုဦးစားပေးပြီးဥပမာယူကြည့်ရင်တမန်တော်မောရှေ Cyrus, Romulus, Theseus စတဲ့ပုံကိုယ်တွေကအခေယာကြတယ်လို့ဆိုနိုင်ပါတယ်။တမန်တော်မောရှေရဲ့လှုပ်ရက်တွေနဲ့ပတ်သက်ပြီးအထွေအထူးပြောစရာမရှိဘူးဆိုပေမဲ့တချို့သောလူတွေရဲ့အမြင်မှာသူ့ရဲ့အခေယာကြမှုကအငင်းပွားစရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အချောင်းကဘုရားသခင်ရဲ့အမိတော်အတိုင်းနာခံလှုပ်ဆောင်ဖို့အတွက်လမ်းပြသူအစင်းလောက်ပဲဆိုတော့အုတ်ဆောင်ခေါင်းဆောင်အနေနဲ့နေရာတစ်ခုမှာတုံးသက်ဖို့အတွက်ဝိဝါဒများစရာဖြစ်နိုင်တယ်။ ဂျန်တဲ့အထင်ကရပုံကိုတွေကတိုင်းပြည်ထူထောင်သူတွေဖြစ်လက်ဖြစ်လက်ကစားသူတို့နဲ့ရှင်ပြီးအုတ်ဆောင်အဖြစ်တတ်မှတ်လို့မဖြစ်တာကလက်သင့်ခံလောက်เสียရာဖြစ်ပါတယ်။ဒါပေမဲ့အားလုံးဟာဘလို့သောစွမ်းဆောင်ချက်တွေကိုမဆို အစင်အတန်းတစ်ခုအရာအတိုင်းအတာဘလောက်အထိလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုပြီးတိုင်းတာတုံးသက်ရမယ်အစားဆိုင်ရာအခန်းကဏ္ဍနဲ့တမိုင်းဖြစ်စဉ်အပေါ်သူတို့ရဲ့အထောက်အပံ့ပေးနိုင်မှု အသီးသီးခွဲခြမ်းပြီးတုံးသက်ဖို့ကပဓာနာကြတာကြောင့် တမန်တော်မောရှိရဲ့အခန်းကဏ္ဍဟာဘုရားသခင်အမိတ်တော်ပေါ်ဆောင်ပေးသူဆိုတာထက်တမန်တော်မောရှိရဲ့ကြားကန်ဆက်ဆက်ပေးမှုကြောင့်တမိုင်းဖြစ်ရများစွာအပြောင်းအလဲဖြစ်ပြီးအကျိုးဆက်ရလဒ်တွေရှိခဲ့မှုအပေါ်ကိုအဓိကထားသုံးသပ်ရမှာပါဒါကြောင့်လည်းဘုရားသခင်ရဲ့တမန်တော်ဆိုတာထက်တမိုင်းကိုအပြောင်းအလဲဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့သူဖြစ်တဲ့အတွက်အောက်ရှောက်နေရမှာထားပြီးသုံးသပ်လို့အမှားအယွင်းအလွဲအချော်တစုံတရာဖြစ်မလာနိုင်ပါဘူး အမြဲမတူအယူ괴တိုင်းဖြစ်စဉ်ဖြစ်ရပ်တွေကိုမဟုတ်မမှန်သုံးသက်လို့မရပါဘူး။ဥပမာသုံးသက်သွားမယ့်ပုံကိုအတ္တိရဲ့ဘဝဖြစ်စဉ်နဲ့လှုပ်ဆောင်ချက်တွေအားလုံးကိုခြုံငုံပြီးသုံးသက်ကြည့်ရင်ပဲသူတို့ဘဝမှာကံကောင်းခြင်းဆိုတာကနေရာတစ်ခုမှာပဲရှိတယ်ဆိုပေမဲ့ကိုယ်ပိုင်အရေးအချင်းနဲ့အစွမ်းအစတွေကသာအဆိုပါကံကောင်းခြင်းနဲ့ပို့အရေးပါအရာရောက်ပြီးအခရာကြကြတက်ရောက်မှုတွေဖြစ်စေခဲ့တာကိုငြင်းလို့မရပါဘူး။ ကံကောင်းလို့အခွင့်အရေးဆိုတာရခဲ့ကြပြီးရခဲ့တဲ့အခွင့်အလန်းအရာကုံချမ်းကိုကုံကျော်ဖြစ်သွားအောင်ကိုပိုင်အရေးအချင်းတွေထုတ်ဖော်နိုင်ခဲ့ကြလို့သာသူတို့လူလာတောင်းတခဲ့သမျှတမိုင်းဖြစ်စဉ်ဖြစ်ရတွေဖြစ်လာခဲ့တာပါအရေးအချင်းမှမရှိခဲ့ကြဘူးဆိုရင်သူတို့ရခဲ့ကြတဲ့အခွင့်အလန်းဆိုတာတွေအားလုံးကလည်းအလဟတ်သက်ပဲဖြစ်သွားကြမှာပါအခွင့်အလန်းဆိုတာကအရေးအချင်းမရှိခဲ့ရင် အသုံးချလို့မရပါဘူးအီဂျစ်မှာအစ္စရေးလူမျိုးကိုဂျုံပြူ ီဂျစ်မှာအစ္စရေးလူမျိုးတို့ဂျုံပြုတ်ခံခဲ့ရပြီးဖိနှိပ်ချုပ်ချယ်ခံခဲ့ရတယ်လို့ခေါင်းဆောင်ဆိုတာလိုအပ်နေတဲ့အချိန်မှာတမန်တော်မောရှေရောက်မလာခဲ့ရင်တို့အနေနဲ့နောက်လိုက်လူမျိုးစုဖြစ်လာစရာအကြောင်းမရှိပါဘူးရိုမူလက်စ်လည်းမွေးကလေးကစွန့်ပစ်ခံမဟုတ်ခဲ့ပဲအယ်ဘာလွန်ဂါကနေထွက်ခွာခဲ့မယ်ဆိုရင်ရိုမန်မျိုးပြနိုင်ငံကြီးကိုတီထောင်သူဖြစ်လာစရာအကြောင်းမရှိတော့ပါဘူးမီလ်ဒီးစ်တိမ်ပိုင်မှုအောက်ရောက်နေခဲ့တဲ့ ဖာရစီလူမျိုးတွေတော်လှန်ပုန်ကန်ဖို့အသင့်ဖြစ်မနေခဲ့ရင် Cyrus ရဲ့ခေါင်းဆောင်မှုဆိုတာကလည်းဖြစ်လာမှာမဟုတ်ပါဘူး Cyrus ရဲ့အောင်မြင်မှုတွေဆိုတာတမိုင်းမှာ ထင်ကျန်စရာအကြောင်းလည်းမရှိတော့ပါဘူး Wildis တွေသာစီကဲရှိပြီးတင်းကျပ်တဲ့စနစ်တွေနဲ့ခိုင်မာတောက်တင်းခဲ့ရင်တမိုင်းမှာ Cyrus နာမည်ရှိလာစရာအကြောင်းမရှိပါဘူးအေတင်တွေသာငโกကတဲ့ကဖယူဖယဲဖြစ်နေခဲ့ပြီးပျက်စီးနေခဲ့ရင် TCS ရဲ့အရေးအချင်းတွေကထွက်လာစရာအကြောင်းမရှိပါဘူး။အခြေအနေအလိုက်အခွင့်အလမ်းရလာခဲ့ကြပြီး အခွင့်အလမ်းရနေတဲ့အခိုက်မှာ အရေးချင်းရှိနေခဲ့ကြလို့သာ ရှိခဲ့တဲ့အခွင့်အရေးကို လက်ရယူပြီးအရေးအချင်းနဲ့အစွမ်းအစပေါင်းဆက်လိုက်နိုင်တာကြောင့်တမိုင်းမှတ်ချောက်တိုင်တွေထူနိုင်ခဲ့ကြတာပါ။အရေးချင်းကိုအခြေခံပြီးအထက်ကိုတက်ရသူတိုင်းဘဲသူမဆိုခက်ခဲမှုတွေကြုံတွေ့ရစေကြုံတွေ့ရစမြဲပါ။ ိုင်းဒပြည်တဲ့ထူထောင်နိုင်နေဆိုတာကအခြေအနေအရမျက်နှာသာပေးလာတဲ့ကံကောင်းမှုတွေကို အခြေခံပြီး အရေးအချင်းရှိရှိဂိုင်းတွေစီမံနိုင်ခဲ့ကြလို့သာလွယ်ကူတဲ့အောင်ထင်ရတာပါစနစ်တဲ့အပြောင်းအလဲတွေကို မိတ်ဆက်ရပြီးစတင်ထူထောင်နှုတ်မယ်ဆိုရင် အုတ်ချုပ်ရဲ့အရာလုံးဝမလွယ်ဘူးပါဘူးလုံခြုံရေးကိုအဓိကထားအာမခံနိုင်မှုအရေးမတူညီတဲ့စနစ်တဲ့အသွင်တဲ့တွေကို အမြင်အသိနဲ့အတူမရရအောင် ဖော်ဆောင်ရတာပါ ဒီလိုပေါ်ဆောင်တဲ့နေရာမှာလဲဘုံဆန္ဒသဘောတူညီလက်ခံမှုကိုရအောင်ယူရသေးတာဖြစ်တဲ့အတွက်ဖြစ်အောင်လုပ်နိုင်မှုယာကိုင်နှုံထက်မဖြစ်နိုင်မှုယာကိုင်နှုံကများနေတတ်တယ်။အုတ်ချုပ်ရေးစနစ်တွေပဲဖြစ်ဖြစ်ဘယ်လိုတော့အစ်စ်ကိုမဆိုစားတင်ပြီးအုံမြင်ချရပြီးဆိုရင်အန်ဒီရဲ့ကြီးပြီးမဖြစ်နိုင်တဲ့အရာမဖြစ်သင့်တဲ့အရာဆိုပြီးအထွင်လွဲကြတာကိုရင်ဆိုင်ရတတ်ပါတယ်။စနစ်ဟောင်းရှေ့ဟောင်းအမြင်တွေအောက်မှာကျင့်သားရနေပြီးသားလူတွေအတွက် အပြောင်းအလဲဆိုတာအလွန်ကြောက်ဖို့ကောင်းပြီးလွယ်လွင့်တကူလက်သင့်ခံနိုင်ရခြင်းမရှိပါဘူးဒါဟာလူတို့ရဲ့သဘာဝဖြစ်ပါတယ်အပြောင်းအလဲဟူသမျှအနေရအဖြစ်ယူဆတက်ကြတာကအခြေခံအဖြစ်အတိတရားအားနေကြခြင်းသာဖြစ်ပါတယ်အပြောင်းအလဲအတိတ်ကြောင့်ရရှိလာမယ့်အကျိုးဆက်ရလတ်တွေကိုမခံစားရသေးသေး၍ကာလပတ်လုံးပြည့်ဝတဲ့ထောက်ခံမှုတွေကို ပေးလာကြမှာမဟုတ်သလိုရှိခဲ့ပြီးတဲ့စီမီဟောင်းစနစ်ဟောင်းတွေရဲ့အလေးအထား ထုံနှန်းတွေကိုပဲအားကိုးအားထားနေကြရအောင်မှာဖြစ်ပါတယ်။တဘာဝစိတ်နေစိတ်ထားဖြစ်တဲ့တဏှာဖြစ်ခြင်းကအကျိုးဆက်ထက်ဖြစ်ရဲ့အပေါ်အရင်ဦးစွာအထင်လွဲနေကြမှာဖြစ်တယ်လို့တိကျခိုင်မာတဲ့တသက်တာရကနဲ့အတူအကျိုးဆက်ရအကျိုးဆက်ရလက်တွေမပေါ်မလာမချင်းလက်ခံကြမှာလည်းမဟုတ်ပါဘူး။စန့်ကျင်မှဟူသမျှကိုလူတိုင်းစန့်ကျင်တက်ကြပြီး အပြောင်းလဲဟူသမျှကိုလွယ်လွယ်မယုံရဲတာကလည်းလူမိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲကိုပေါ်ဆောင်သူတိုင်းရန်သူအဖြစ်အရင်ဥစွာထင်မြင်ခံရမှာဖြစ်တယ်လို့အကျိုးဆက်ရလက်ပေါ်ထွက်လာတော့မှလက်ခံတဝက်ညင်းစုတဝက်ဒိတ်တိခွင့်ပြုမှုကိုရမှာဖြစ်ပါတယ်။ဒါကြောင့်အုတ်ဆောင်အနေနဲ့အပြောင်းအလဲကိုပေါ်ဆောင်ရသူဖြစ်လာခဲ့ရင်ဓာပြပေါ်လမ်းလျှောက်ရတယ်လို့နေရာမြဲဖို့မလွယ်ပါဘူး။ပြဒနာတစ်ခုကိုရင်ဆိုင်ရတဲ့ခေါင်းဆောင်အနေနဲ့ကြိုတင်သုံးသက်စင်စင်စင်ကျင်ရမှာပြဒနာဖြေရှင်းဖို့အတွက ဘလို့အပြောင်းလဲကိုမဆိုခေါင်းဆောင်ဟာကိုပိုင်အရင်အမျက်တွေအပေါ်အခြေခံပြီးကင်တွယ်စီမံရမှာလားဒါမှမဟုတ်တပားသူတွေရဲ့ထောက်ခံမှုလက်ခံမှုတွေအပေါ်အခြေခံပြီးဖြည့်ရှင်းရမှာလားကွဲကွဲပြားပြားဖြစ်နေဖို့လိုပါတယ်ပြဿနာဖြည့်ရှင်းနိုင်ပြီးအောင်မြင်မှုတစ်ခုကိုရဖို့အတွက်တစ်ဖက်သားတွေရဲ့အကူအညီတွေကိုမျောမှန်းကူစားနေရရင်ကြာရှုံးမှုရာခိုင်နှုန်းများနေပြီးနေရာရွေးနိုင်တော့မှာမဟုတ်ပါဘူး ကိုပိုင်းအစီအစဉ်အရင်အမြစ်တွေကိုအခြေခံပြီးဆန္ဒရှိတဲ့အတိုင်းလုံနိုင်ခွင့်ရှိသည့်အလျောက်လုံဖို့ရာသားမယ်ဆိုရင်လည်းစွန့်စားစရာမြောက်များစွာနဲ့ရင်ဆိုင်ရအောင်မှဖြစ်ပါတယ်။ဒါကြောင့်လည်းအမြော်အမြင်ကြီးတဲ့ပုံကိုယ်တိုင်းကအောင်မြင်မှုတစ်ခုကိုလက်ဝယ်ရနိုင်ဖို့အတွက်အင်အားစုတစ်ခုအမြဲတမ်းဝန်းရံထားတတ်ကြတယ်။တောက်တင်တဲ့အင်အားစုတစုကနောက်ွယ်ကနေအထောက်ပံ့ပေးနိုင်ရင်မရှိပဲအမျိုးအမြင်ကြီးနေပါစေပညာတက်ပြီး အရေးချင်းတွေများနေပါစေအရှုံးသမားပဲဖြစ်သွားမှာပါ။ဘာလို့လဲဘာလို့အင်အား၃နိုင်မှသာ အပေါ်စီးကနေနိုင်ရတာလဲ။အကြောင်းကတော့ရေဘူးရအပြည့်လူတို့ရဲ့သဘောထားဟာအမြဲတမ်းရင်းရိုင်နေတတ်တာကြောင့်ဖြစ်ပါတယ်။ယုံအောင်လှုပ်တာကလွယ်တယ်လို့အမြဲတမ်းယုံသွားအောင်လှုပ်ဖို့ကခက်ပါတယ်။ကိုယ့်အပေါ်ယုံနေအောင်ယုံနိုင်ကိုယ့်အပေါ်ယုံနေအောင်မလှုပ်နိုင်တော့ရင်ကိုယ့်ရဲ့နေရာချက်ချင်းပျောက်သွားနိုင်ပါတယ်။အကယ်၍ယုံကြည်မှုတွေယုံနေလာခဲ့ရင်ဆက်ပြီးတော့ ယုံကြည်နေအောင်ဖိအားပေးနိုင်မယ်အနေအထားမှာအမြဲတမ်းရှိနေဖို့လိုအပ်ပါတယ်။တမန်တော်မောရှေ Science တီစီရတို့ဖော်ဆောင်လိုက်တဲ့အပြောင်းအလဲတွေနဲ့အတူဤပညာဤဥပဒေသားအသစ်တွေအလုံးရေရှည်တည်တတ်အောင်လုပ်နိုင်ခဲ့ရခြင်းကလည်းနောက်ွယ်မှာအင်အားကြီးအရင်အမြစ်တွေရှိနေခဲ့ကြလို့ဖြစ်ပါတယ်။တမန်တော်မောရှေရဲ့နောက်ွယ်အင်အားကဖျားသခင်ရဲ့အမိတ်အာနာဖြစ်ပြီးကျန်တဲ့အုပ်ဆောင်တွေအလုံးရဲ့အင်အားကတော့ လက်နက်ကင်ထားတဲ့စစ်တပ်ကိုစီရှိခဲ့ကြလို့ဖြစ်ပါတယ်။ဒီဖြစ်စဉ်ဖြစ်ရက်ကိုလက်ရှိပြစ်ဆုပ်ပံနဲ့နှိုင်းရှင်ပြောရမယ်ဆိုရင်ဂီရိုလာမိုဆဗိုနာရိုလာရဲ့အဖြစ်အပျက်ကိုပဲသုံးသပ်ကြည့်ရင်နားလည်နိုင်တယ်။ဘာလို့အစားထိုးခံခဲ့ရတာလဲပြောရရင်ဆဗိုနာရိုလာရဲ့အုပ်ချုပ်ရေးအစီအစဉ်တွေကအပြောင်းလဲခေါင်းတွေကိုဖော်ဆောင်ပေးနိုင်မယ်။ရေရှည်စီမံမှုတွေပဲလေ။ဒါပေမဲ့လူတို့တွေကိုဆက်ပြီးယုံကြည်အောင်လုပ်နိုင်စွမ်းမရှိတော့ သူ့ဘဝအဆုံးသက်ကနှိကုံမလှခဲ့ရဘူးဘလောက်ပဲတော်နေပါစေတက်နေပါစေတော်ချောင်း တက်ချောင်းတက်သေးပြဖို့အစွမ်းအစမရှိရင်မထူးခြားနိုင်ဘူးဆဗိုနာရိုလာကလည်းအဲ့ဒါလိုပဲအရေးချင်းရှိပေမဲ့သူ့ရဲ့အုတ်ချုပ်ရေးအပေါ်လူတို့ရဲ့ယုံကြည်မှုခိုင်မြဲနေအောင်လုံးနိုင်စွာမရှိသလိုဆက်ပြီးတော့ယုံကြည်ကြအောင်လည်းဖိအားပေးစရာအင်အားမရှိခဲ့လို့ပဲတဖက်တိတ်တဖက်ပိတ်အမြင်လူတို့ရဲ့ဖိအားနဲ့အဆုံးသတ်သွားခဲ့ရတယ အပြောင်းလဲကိုဖော်ဆောင်လိုတဲ့ဘဲအုတ်ဆောင်မစို့ခရီးလန်းတစ်လျှောက်မှာအတာအစီအပိတ်အပင် အခက်ခဲများစွာကြုံကြရမှာပါအထူးတစ်ပြည့်အစောပိုင်းကာလတွေမှာပေါ့ဒီလိုအနေထားမှာဆိုရင် ကိုအီရီချင်းကအခရာအလွန်ကြပါတယ်အဓိကအားဖြင့်လူတုကိုယုံကြည်အောင်လုပ်နိုင်မှုက အရေးအကြီးဆုံးဖြစ်ပြီးအပြောင်းလဲအတွက်ဖော်ဆောင်ရေးအုတ်မြစ်ကိုပိုင်ပိုင်နိုင်နိုင်ချာမှန်လိုက်နိုင်ပြီးဆိုတာနဲ့မြုံမန်းထားတဲ့အနာဂတ်ပန်းနိုင်အတွက်ရန်သူတွေကိုတုံ့တေရှင်းလင်းရပါမယ် ရန်သူတွေရှင်းလင်းသွားတာနဲ့တင်အတွေ့အကြုံအယူအဆရင်းရိုင်လွယ်တဲ့လူတို့အမြင်ကလည်းကိုယ့်အပေါ်မှာအပြောင်းလဲလာပြီးမကြည်ဘူးမှုတွေကနေလက်ခံမှုတွေအဖြစ်ပြောင်းလဲလာမှာဖြစ်တယ်လို့လူတို့ရဲ့ထောက်ခံမှုလိုလားမှုအတိုင်းအတာမြင်လာတာနဲ့အမျှအုတ်ဆောင်ရဲ့လုတ်ပိုင်ခွင့်ဩဇာအာဏာဟာလည်းခိုင်မာ တောက်တင်းလာမှာဖြစ်ပါတယ်။တမိုင်းမှာအထင်ကရအဖြစ်ဆုံးနဲ့အထူးကြောင့်အပြောင်းမြောက်ဆုံးပုံကိုယ်တွေကိုဥပမာယူပြီးပြောခဲ့တယ်လို့ပဲ အထင်ကရမဖြစ်ပေမဲ့ပေါ်ဆောင်ခဲ့တဲ့အပြောင်းအလဲတွေအရာအကျိုးအမြတ်များစွာဖြစ်ထွန်းအောင်လုပ်နိုင်ခဲ့တဲ့တခြားပုဂ္ဂိုလ်တဦးနဲ့လည်းတာရကယူပြောပါရစေသူကတော့ဆီးရီးယားကုစပင်ဟီရိုးပါပဲရေဘူးရအပြင်ဥပမာယူပြောခဲ့တဲ့ပုဂ္ဂိုလ်တွေနီးတူထူးချွန်ပြောင်ပြောင်းတဲ့သူပါဒါပေမဲ့ဆီးရာကုစာမင်းမျိုးမင်းနွယ်ကစဉ်သက်လာခဲ့တဲ့သူမဟုတ်ပဲတာမညလူတယောက်ဖြစ်ပါတယ်ဒါပေမဲ့ဆီရာကုစရဲ့အုတ်ဆောင ဒါပေမဲ့စီရာကုစရဲ့အောက်ဆောင်ဖြစ်ခဲ့တယ်။ဆိုခဲ့ပြီးတဲ့ပုံကိုယ်လေးနီးတူကံကောင်းတော့တစ်ချက် အရေးအချင်းရှိတော့တသက်ဆိုတဲ့အတိုင်းစီရာကုကိုကာတေ့ချ်တွေချင်းချောက်ပြီးအင်အားသုံးသိမ်းပိုက်ဖို့ဖြစ်နေတဲ့အချိန်မှာလူတို့ကဟီးရိုးကိုစစ်တေနာတနည်းစစ်တေနာပတိအဖြစ်တင်မြှောက်ခဲ့ကြတယ်။ပြောင်ပြောင်ဒူးဂျုံတဲ့အရေးအချင်းကိုပြသနိုင်ခဲ့လို့နောက်ဆုံးမှာအောက်ဆောင်အဖြစ်အုတ်ချုံစိုးစံနိုင်ခဲ့တယ်။တမ်းမှလူတွေတဲကလူဖြစ်ခဲ့တော့ကလည်း သူဖြစ်ဒုံကတဲ့ကိုကဟီးရိုးရဲ့အခြေအချင်းတွေပုံနေနေခဲ့တာပါစစ်တေနာစစ်တေနာပတိမဖြစ်ခင်ဘဝတော့ကခဲ့ပြိုင်စာရေးဆရာတယောက်ဟာဟီးရိုးရဲ့အခြေအချင်းတွေကိုတိုင်းမီမရှိပေမဲ့မင်းလုံးနိုင်တဲ့အခြေအချင်းနဲ့လူလို့မှတ်ချက်ပြုတ်ပြီးချီးကျူးခဲ့တယ်စစ်တေနာပတိဖြစ်လာတော့ပထမဦးဆုံးလှုပ်လိုက်တဲ့အပြောင်းလဲကြီးကရှိရွေးဆွဲစစ်တပ်ကြီးကိုရှင်းနေရေးလှုပ်လိုက်ပြီးတမတော်အစ်စ်ပြန်ထူထောင်တယ် အောက်ဆောင်ဖြစ်လာတော့လဲလက်တွဲခဲ့သမျှမဟာမိတ်အားလုံးကိုလက်တွဲဖြုတ်လိုက်ပြီးတခြားအင်းဒီဂျင်နိုင်ငံတွေနဲ့မဟာမိတ်အသစ်တွေဖွဲ့ခဲ့တယ်။ဒီနေ့နဲ့ကိုပိုင်အင်အားစုကိုဖန်တီးခဲ့တယ်။စစ်တပ်ကလည်းကိုပိုင်စစ်တပ်ဖြစ်လာတယ်လို့တိုင်းပြည်အပေါ်မှာလည်းကိုပိုင်ဖွဲ့ထားတဲ့မဟာမိတ်တွေနဲ့အတူအုပ်ချုပ်နိုင်ခဲ့တယ်။နိုင်ငံရဲ့ရေရှည်အကျိုးဖြစ်ထွန်းမှုအတွက်လည်းအလိုရှိတဲ့အတိုင်းဖန်တီးနိုင်ခဲ့တယ်။ရေရှည်အာဏာတည်ဖို့ခက်ခဲမှုတွေကိုမြောက်များစွာရင်ဆိုင်ခဲ့ရပေမဲ့ အချိန်ကြာကြာချုပ်ကင်ထားဖို့မလွယ်ကူခဲ့ပါဘူး။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ဂန္ဓဝင်အုတ်ဆောင်မင်းသားလှုပ်ထုံကြံဆောင်အပိုင်း၃ဒီမှာတင်ပြီးဆုံးပါပြီ။ဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sone Po channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါရစေ။တဘောကြနှစ်သက်တဲ့ဆိုပါက like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါရစေ။အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ BN နဲ့အသွေးသွေးနဲ့ကတ်သုံးပါရမှာ အမြန်ဆုံးကြော်လွားနိုင်ပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးနေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ။